ထိုင်းနိုင်ငံအတွင်းနိုင်ငံသားတွေရက်လုံနေထိုင်တဲ့ဖြစ်စဉ်ကိုကာကွယ်ဖို့ဘွဲ့ကြိုးဘွဲ့လုံမဟုတ်တဲ့ထိုင်းတက္ကသိုလ်သင်တန်းနဲ့ဝင်ခွင့်တွေကိုထိုင်းစစ်မြေပညာရေးဘက်ကပုံမတင်ကြအောင် လုပ်ဖို့ရှိတယ်လို့သိရပါဗျ။အဆိုပါဆောင်ရွက်မှုကိုထိုင်းစစ်မြင့်ပညာရေးသိပ္ပံသုတေသနနှင့်စံသွင်းတည်ထွင်မှုဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးဘူရိုတို့ကပါဝင်ပြီးတရုတ်နှင့်ထိုင်းနိုင်ငံသားမဟုတ်သူတွေတက်ရောက်တဲ့သင်တန်းအမျိုးအစားကိုရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ နိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာကာလရှည်နေထိုင်လိုတာကြောင့်ခရီးသွားဧည့်သည်ဗီဇာမဟုတ်ဘဲကျောင်းသားဗီဇာရရှိဖို့သင်တန်းတက်ရောက်ကတရားမဝင်အလုပ်လုပ်ကင်သူတွေရှိတယ်လို့ Thai PBS World သတင်းဌာနကအစီရင်ခံထားတာပါ။ထိုင်းအစိုးရပညာရေးဝန်ကြီးစူပါမတ်စရဲ့ပြောကြားချက်အရဘွဲ့ကျိုးဘွဲ့လုံမဟုတ်တဲ့သင်တန်းတွေကိုထိုင်းတက္ကသိုလ်တွေကမပြုလုပ်ခင်သင်တန်းရဲ့အသေးစိတ်အချက်အလက်တွေကိုအစိုးရပညာရေးဝန်ကြီးဌာနထံတင်ပြရမယ်လို့သိရပါဗျာ။ အဲ့ဒီနောက်ဝန်ကြီးဌာနကအတည်ပြုပြီးမှသင်တန်းကာလနှစ်ရက်ကိုင်ကြီးတဲ့ကျောင်းသားဗီဇာပေးနိုင်ဖို့ထိုင်းလူဝင်မှုကြီးကြပ်ရေးဗီရိုကိုတင်ပြရမှာဖြစ်ပါတယ်။အကယ်၍ရင်းသတ်မှတ်ချက်အတိုင်းလိုက်နာဖို့ပြက်ကွက်တဲ့ဗေဒက်ကတော့မဆိုနိုင်ငံခြားကျောင်းသားများကိုစားဗီဇာလျှောက်ထားနိုင်မှာမဟုတ်ကြောင်းထိုင်းစီမီပညာရေးဝန်ကြီးဌာနကဆိုပါတယ်။ ဒါအပြင်ဘွဲ့ကျိုးဘွဲ့လိုမဟုတ်တဲ့သင်တန်းတွေနဲ့ပတ်သက်လို့ online ဆနစ်နဲ့လုပ်ဖို့လူကိုယ်တိုင်တက်ရောက်ဖို့သို့မဟုတ်နီးလန်းနှမျိုးလုံးနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာကိုတော့အဆင့်မြင့်ပညာရေးအနာပိုင်တွေကဝင်ရောက်ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ထိုင်းစီမီပညာရေးဝန်ကြီးဌာနကနောက်ဆုံးအကြိမ်ထုတ်ပြန်ချက်အရရင်းတင်တဲ့အစီအစဉ်တွေဟာ6လထက်ပိုကြာလို့မရဘူးလို့ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေဟာတင်တဲ့အစီအစဉ်တွေမှာနိုင်ငံသားတွေတကယ်တယောက်ချင်းရှိမရှိကိုကြပန်းစစ်ဆေးဖို့ရှိနေပြီးတင်တဲ့အဆုံးသက်လူဦးရေစရင်းကိုလည်းဝန်ကြီးဌာနထံတင်ပြဖို့လိုကြောင်းထိုင်းစစ်မြေပညာရေးဝန်ကြီးဌာနအထွေထွေတွင်ရင်မူစူပါချိုက်ကဆိုပါတယ်ထိုင်းလူဝင်မှုကြီးကြပ်ရေးဘီရိုကော်မရှင်နာရဲချုပ်ပါနူမက်စ်ကတော့တက္ကသိုလ်တွေကဘွဲ့ကျိုးဘွဲ့လုံမဟုတ်တဲ့တင်တန်းတွေမှာချထားနိုင်သူစီရင်ကို ပေးရမှာဖြစ်ပြီးအဲ့ဒီအတိုင်းစီမံကိုက်တွေမယ်လို့ပြောကြားထားပါဗျ။